လေကူမျိုးကအောင်ဘုံပြေကျောင်းတိုက်ကကျောင်းထိုင်ဘုံကြီးမရိမှုနဲ့ပတ်သက်ပြီးရေစခန်းကစစ်ဆေးတဲ့အခါမှာလုံးဝထင်မှမထားတဲ့ကိစ္စတွေထမှန်ပြီးတော့ပေါ်ပေါက်လာတာဖြစ်တဲ့အတွက်တနိုင်ကလုံးဝပြည်သူတွေကအောင်းအော်ခဲ့ရပါရီအလုံးလေးဒီချာရီအတိုင်းမှာပဲဒီတော့သွင်းမှာတော့တော့လူငယ်တွေတပ်ဖြတ်ခံရတွေဘုံကြီးတွေကမရင်းချင်းနဲ့တပ်ဖြတ်တဲ့ ဘယ်ဘုံကြီးကြောင့်ဘယ်ကလေးမကတော့ဂုံဝင်ရရေနော်ဘယ်ကလေးမကတော့သုံးပိုင်းဖြတ်ခံရတဲ့အစရှိတဲ့ကျွန်တော်တို့သတင်းတွေပဲကြားနေရတာအမှန်တမ်းမှဝမ်းနေဖို့ကောင်းပါ रे ဒီတစ်ခေါက်မှလေကျွန်တော်တို့လုံးဝလုံးဝကိုထင်မှမထားတဲ့ကိစ္စကြီးဖြစ်သွားပါဗျာအဲ့ဒါကတော့ចောင်းထိုင်ဘုံကြီးကတိန်ချောင်းတကာမကြီးကိုမရင်းချင်းမို့တဲ့ချန်ယူရမှာမရင်းချင်းနော်မခံခဲ့လို့ထွက်ပြေးရမှာအပိုင်းပိုင်းနော် ်ခုတ်ပြတ်ပြီးတော့တက်သွားခဲ့ကြောင်းကိုသတင်းတွေထုတ်ပေါ်လာတာမှတိုင်းကလုံးဝအောင်းအောင်သွားခဲ့တယ်။ဆိုတော့အခု yes gang ကစစ်စစ်ရိအခါမှာလုံးဝထိမမထားရကိစ္စကပါလေဆိုရင်အဲ့ဒီဘုံကြီးကနော်အောင်ဘုံကြီးကျောင်းထိုက်ကဘုံကြီးကကျောင်းထိုက်ဘုံကြီးကသူ့အပြင်မိမပေါင်းအယောက်30ချိုးကိုလေကာမိုက်လင်းလင်းမှုကျွလွန်ခဲ့ကြောင်းသိရတယ်။ပြီးတဲ့ခါကျတော့အခုနော် ဒါအာမနာဒါတော့ပြောတာမဟုတ်ဘူးပေါ့နော်သူရဲ့အထွတ်ဆိုချက်ကမှိုင်းလဲမှားမယ်မှိုင်းလဲမှတ်မယ်ပေါ့နော်အခုဒီဆုံးသွားတဲ့နှစ်နာသွားတဲ့အသက်44နှစ်အရွယ်လေချောင်းတကမှာကြီးနေလဲသူကအရင်ကဟိုလိုဒီလိုမျိုးကိစ္စတွေလုပ်ဖူးတယ်ဆိုတဲ့အနေထားမှာပြောသွားခဲ့ကြောင်းလေးသိရတယ်နော်ခုတစ်ခေါက်မှာတော့သူကလုံးဝအလုပ်မခံဘူးညင်းနေပေါ့နော်ဆိုတော့ဟိုဒီဘုန်းကြီးကတော့လုံးဝကိုတနာဖုံးလွှမ်းနေပြီပေါ့နော်ဒီလေချောင်းတကမှာကြီးအပြင် ကျန်းတဲ့เนาะအယောက်20ကျော်30နဲ့လေသူကလုပ်ကူတဲ့ခါကျတော့လုံးဝမရတော့တဲ့အခြေအနေမှာရှိနေပြီးတော့เนาะတို့စစ်စေးတဲ့အခါမှာမွေးစွာလေး3ဆွေရေဆိုရဲเนาะသူရှိချက်တွေလည်းအများကြီးတွေ့ပါတယ်เนาะဆိုတော့အင်မတာမဝမ်းနေဖို့ကောင်းတယ်မိန်းကလေးတွေเนาะစင်ချင်ရပါမယ်ဘုံကြီးကမှသွားချိုက်လို့မရဘူးเนาะအထာရီသွားပြီးလို့မရဘူးအခုခေတ်မိန်းကလေးတွေကလည်းမယုံရအောင် ယုံမှုယုံမှုတော်ကောင်းပါတယ်နော်ဘုံကြီးတွေကလည်းဒါဘုဒ္ဓဆိုရင်ဆိုတော့နော်တို့လည်းအမှားနေမကင်းဘူးဘုံကြီးတွေကိုကာကွယ်ပြောတာမဟုတ်ဘူးဒီကောင်တွေကလည်းမရဘူးအခုနောက်ပိုင်းဘုံကြီးတွေဟာတော့တကယ်ဘုရားကြီးတရားကြီးမှနေထိုင်ခြင်းလို့နော်တကယ်ဘုရားတရားကိုမျက်နှာလို့ဘုံကြီးဝတ်ချတွေကလုံးဝရှားပါတယ်စားစရာတောက်စရာမရှိလို့ဘင်းညာရေးခြင်းသလုံးမှမတတ်ပဲနဲ့ဒီတိုင်းနော်ဝင်တဲ့သူကများနေတာဖြစ်တဲ့တော့အခုလိုမျိုးအကျိုးဆက်တွေကျွန်တော်တို့ဘုရားဘာသာသာသနာမှာခံစားနေ